မြောက်ကိုရီးယားနိုင်ငံမှာရှိနေတဲ့တပ်မတော်ရဲ့ခိုင်မာတောင်းတမှုခင်မီဖွံ့ဖြိုးတိုးတက်မှုတွေဘရိကန်ဆိုရအနေနဲ့သိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဥပမာလေးတစ်ခုပဲပေးတာပါ။ဒီလိုပေးကြဥပမာလေးအများကြီးရှိတယ်။ကျွန်တော်တို့တိုင်းပြည်မှာမြမတပ်မတော်မဖြစ်မနေရှိဘူးရှိနေတယ်ကွာ။ဒီစီမှာပါလို့ကျွန်တော်တို့တင်တဲ့ဆရာကျန်လို့တင်တဲ့ဆရာကျွန်တော်တို့ကအပြစ်ပေးလိုက်တယ်ကျန်တာကျွန်တော်တို့အဲ့လောက်ကြီးဟိုကမဖြစ်သေးဘူးဒီကျန်တာတော့ကျွန်တော်တို့လိုက်နေတော့ဗောဗျာဟိုဖြစ်စင်ကိုတေချာလိုက်နေတော့ ဟယ်လိုချားရမီဘာပီတူညီကိုမော်မာများအလုံးပိုင်းမင်္ဂလာပါ Newsbeat Channel ကနေပြန်မှပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ22ရက်နေ့ရက်ကျွန်တော်တို့ Super Sunday ညပိုင်းဗီဒီယိုတင်ဆက်မနေနဲ့ကတော့ဒီနေ့ညမှာဆိုတော့တော်လန်ရဲဘော်တွေကနေပြန်မှယူဆောင်လာပေးတဲ့တရင်ကောင်းများစွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲဒီနေ့ညနောက်ဆုံးရှိတာတဲ့တော်လန်တရင်တို့ရဲ့အယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တို့အနေနဲ့ကတော့မြန်မာထိုင်းနယ်ဆက်စည်းမြေနီးကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ။ Operator task ကိုတလိုက်တဖို့တွင်ရမြေမှာ peso ဖြတ်တောက်ထားပြီးမှထိုင်းစစ်တပ်က Jamari ဖွင့်ထားတဲ့အတွက် drone တွေနဲ့တိုက်ခိုက်ဖို့အခက်အခဲဖြစ်နေတယ်ဆိုပြီးမှကျွန်တော်တို့သိရတာဖြစ်ပါတယ်။အကုန်လုံးဖြတ်တောက်ထားပြီးသူတို့ဘယ်မှသွားလို့မရတော့ဘူး။တပ်ပွဲကတော့အကြီးကျယ်မှဖြစ်သေးဘူး။ဝိုင်းထားတဲ့အနေထားပဲစစ်ကိုလည်းမလာနိုင်တော့ဘူးလေ။ရဲခါတွေလည်းအကုန်လုံးဖြတ်တောက်ထားပြီးသူတို့ဘာနဲ့ပို့မလဲဆိုပြီးမှခရင်စေးတနင်္မြစ်ကနေပြီးမှပြောဆိုထားဖြစ်ပါတယ်။နောက်ပေမဲ့လည်းဆက်ဖြစ်နေလို့ထိုင်းစစ်တပ်ကနေပြီးမှဂျမားတွေဖွင့်ပေးထားလို့ တော်လိုင်းရဲ့တပ်ဖွဲ့တွေ drone နဲ့တိုက်ခိုက်မရဖြစ်နေတဲ့ sprint မှာလည်း drone တော့ထပ်ကြရပဲဖြစ်ပါတယ် time back ကနေပြမလူမျိုး jammer set တွေဖွင့်လိုက်လို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ drone တွေနဲ့စစ်ကောင်စီကိုဒီမိုးတွေဖြန့်ဖြန့်ရွာသွန်းတလို့အခုစစ်စင်ရေးတွေစတင်လို့ဆောင်ဖို့စူးစမ်းနေပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့ရေရရအောင်မျိုးမရရှိသေးတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တပ်ဖွဲ့မှာဆိုတော့စစ်ကောင်စီရဲ့ထပ်ပိုးရေးခါလန်းကြောင်းစနစ်တွေအားလုံးကိုပြတ်တောက်ထားတာမလို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဥက္ကရထသဆန်းကိုအပြစ်တင်ပေးရရှိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ပလဲမျိုးနောက်ဘက်ကကန်းတောင်ရဲစခန်းကိုတင်ပိုက်ပြတဲ့အချိန်မှာဖြူစော်ရီအကောင်နဲ့ယွာနေရကိုတလိုင်းတရကနေပြီးတော့မှဆလစ်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပလဲမျိုးနဲ့ဆင်မိုင်းကျော်ကွာမှာရှိနေတဲ့ဖြူစော်ရီအကောင်နဲ့အင်မတီဇီဗျူကုန်းနဲ့နယ်မြေရဲစခန်းရှိတဲ့ကန်းတောင်ချွေးရကိုတလိုင်းတရကနေပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ကျွန်တော်တို့သိတာဖြစ်ပါတယ်။ပလဲမျိုးတင်လို့တာပြီးဆိုရင်ဒီလိုထိုးစစ်ဆင်လုပ်လာတာပလဲနယ်မှာပထမဆုံးလို့ပြောလို့ရပါတယ်ဆိုတော့မှရေမပင်ခဲတရင်တစ်ခုကရေပေါ်တူကနေပြီးတော့မှဆလစ်ပြောဆိုထားတာဖြစ်ပါတယ်။ အဲ့ဒီဒေတာမှာနေမြေရဲစခန်းရှိပြီးတော့မှစစ်တပ်ပါခိုင်မှာတဆွဲထားတဲ့ကန်းတော်ရဲစခန်းကိုတော်လိုင်းရဲတပ်တွေကနေပြီးတော့မှရဲတပ်တပတ်ချာဝင်ရပိတ်ဆို့ပြီးမှတော့တိုက်ခိုက်တင်ပိုက်နေခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီကန်းတော်ရဲစခန်းတင်ပိုက်ပြီးချိန်မှာပေါ့နော်အနီးနားမှာရှိနေတဲ့ပြူစော်တီအကောင့်တွေခြေရွာတွေကိုခုဆိုရဲဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တင်ပိုက်နေဖို့စူးစမ်းနေတာပြီးတော့မှမကြာခင်မှာတော့ကျွန်တော်တို့အညာရီတပ်ကတော်လိုင်းဘူအောင်တပ်တွေရဲ့ပျော်မြော့လာတဲ့စစ်ဆွန်ရီကိုဒီထက်ပိုပြီးတော့မှတွေ့ရဖို့ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့ အခုတော့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာလူပြောရင်းများနေတဲ့ရေးပြောက်ချက်တစ်ဖက်ကတင်တန်းသားနှုတ်ဦးတေဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့ဒီစကြောင်းမူကနေပြောမှာပါနော်အဲ့ဒီဖြစ်စဉ်ရဲ့ဖြစ်မှန်ကိုကျွန်တော်တို့ကိုပြန်ပြောထားတာဖြစ်ပါတယ်သူဘယ်လိုမျိုးတွေရှင်းပြပြောဆိုထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်ကျွန်တော်ဒီအခုဖြစ်စဉ်ကဗာလဲဆိုရင်ဟိုတင်တန်းဆရာကျင်းတာလည်းပါတယ်ဗျာပြီးတော့ဟိုတင်တန်းသားတွေကဘယ်လိုမှဟိုကိုခရအားကြောက်လည်းပါတယ်ပြီးတော့ကျွန်တော်ရာသီဥတုကြောက်လည်းပါတယ် ဲ့လိုပုံမျိုးဘယ်လိုဖြစ်လဲဆိုကျွန်တော်နောက်ကျွန်တော်တင်တဲ့လှုပ်တဲ့နေရာကဟိုရွာတရွာရဲ့ဟိုအနောက်မှာလှုပ်ရတာဗျာရွာတရွာရဲ့နောက်ဆိုတာဟိုချောင်းချက်ချောင်းပေးပေါ့ဗျာချောင်းပေးဆိုတော့သူကရွာတရွာရဲ့ဟိုစိုးပြပစ္စည်းအကုန်ရောက်တယ်နောက်ပြီးတော့ကျွန်တော်အဲ့ဒီကြီးကိုပဲတောက်ရတာဗျာအဲ့လိုပုံမျိုးအဲ့ဒီကြီးကိုပဲတုံးရတယ်အဲ့လိုပုံမျိုးသမီးချက်တာကြီးတောက်လာဆာအဲ့လိုဟိုနောက်ပြီးတောဆိုတော့လေဗျာဟိုခြံနေရှိတယ်ခြံအဲ့လိုမျိုးခြံတွေကသူကလက်သက်စီဖျန်းတာလို့ကိုသက်စီဖျန်းတာလို့ရှိတယ်လေအဲ့ဒီဟာလေကမိုးရွာရင်ဒီလိုစီးဆင်းလာတာရှိတယ်အဲ့လိုပုံမျိုးဒီဖြစ်စင်မှာပါလို့ဆိုကျွန်တော်တို့ ဟိုတင်တဲ့ဆက်ကကျန်လို့တင်တဲ့ဆက်ကကျွန်တော်တို့ကအပြစ်ပေးလိုက်တယ်ကျန်တာကျွန်တော်တို့အဲ့လောက်ထိဟိုမဖြစ်သေးဘူးတေကျန်တာတော့ကျွန်တော်တို့လိုက်နေတော့ဗောဗျာဟိုဖြစ်စင်ကိုတေကြလိုက်နေတော့တင်တဲ့ဆက်ကဟိုဖြစ်လို့ရိုက်လို့ရတဲ့ဟိုဒန်လည်းပါတယ်ဗောလေတလို့နည်းနည်းဒန်တော့များတယ်ဗောအဲ့လိုပုံမျိုးအဲ့ဒါလည်းပါတယ်နောက်ပြီးကျွန်တော်တို့ဆရာဝန်စီစီကျဲမှာတော့ဟိုတင်တဲ့သားနှစ်ယောက်လုံးကဟိုဟာရှိနေတယ်တင်တဲ့သားနှစ်ယောက်လုံးယောဂရှိတယ်ဗျာတယောက်ကငှက်ဖြာငှက်ဖြာဘူးအောင်တော့တယ်ဝင်တယ်တယောက်ကဘီဘိုးရှိတယ်အဲ့လိုပုံမျိုးယောဂခံလည်းရှိတယ်ဗော တင်နေသားတက်တက်ဖြစ်လာအဆဆိုကျော်လို့တင်နေဆရာကိုဗျာသူတော်တော်လေးစိတ်ဆိုးတယ်စိတ်ဆိုးပြီးတော့ကျော်လို့အေးအေးမှုတွေလောက်လာတာပေါ့နော်အရာကြီးအေးအေးမှုတွေလောက်လာတယ်ဟိုအဲ့လောက်တော့ကျန်ရလာဆိုပြီးတော့ကျွန်တော်တို့ဟိုတောင်ဝန်ခံတွေနဲ့တိုင်ပြီးတော့အေးအေးယူလာတော့ပြီးတော့ဗာလဲဆိုရင်တင်နေသားတက်တက်ဖြစ်လာဆိုတော့လေတင်နေသားတက်တက်မဟုတ်ဘူးဗျာအခုမတ်တိတွေပါဖြစ်လာအေးတင်နေတဲ့မှာကျော်လို့မတ်တိရှိမှန်းဟိုစီးပိုင်းပေါ့နော်စီးစီးတက်တာလည်းရှိတယ်လုံချုံကြီးတက်တာလည်းရှိတယ်အဲ့ဒီစီးတက်တာလေးလုံချုံကြီးတက်တာလေးပါအကုန်လုံးကဖြစ်နေတာဗျာဟိုတူအဲ့ရာလို့သမင်းစားရင် get error လို့အမျိုး6ဆိုးရေးသွေးပါလာလို့အဲ့လိုမျိုးဖြစ်တာကျွန်တော်ပထမတင်တဲ့သားတင်တဲ့သားသက်သက်ဖြစ်လို့ကျွန်တော်ကတင်တဲ့ဆရာကိုကျွန်တော်ကတော်တော်လေးစုခဲ့တယ်ဟိုအပြစ်ပေးခဲ့တယ်ဗောလေနောက်တော့ဒီမက်တီလေရောလုံချုံကြီးလေရောဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြန်လိုက်တယ်ဗောနော်ကျွန်တော်တို့ပြန်စီစီစီတဲ့ခါကျတော့အဲ့ဒီဟာလေးပါလာတယ်ပြီးအဟာရချုပ်တဲ့တာပါတယ်ဗျာကိုခံရမကောင်းတာပါတယ်ပြီးတော့ဟိုရာတီဥဒုမူးတွင်းဆိုတော့ဗျာရာတီဥဒုရောက်ပါတယ်ပြီးပြီးပါပါလဲဆိုကျဲကျဲမကြီးကျဲမကြီးပါတယ် ပြီးတော့ကျွန်တော်ပြောလို့ခဏကဟိုပူသက်ဆေးလေးဟိုမြက်သက်ဆေးလေးဖျန်းတယ်ကျွန်တော်တို့ဟိုမိုးမိုးရွာတော့ချောင်းလေးစီးတယ်ပေါ့ဗျာစီးတာကျွန်တော်တို့ကသင်တန်းသားလေးအားလုံးကအဲ့ဒီကြီးကိုတောက်ရတယ်အဲ့ဒီကြီးနဲ့ပဲဟိုချက်ပြုတ်စားတောက်ရတယ်ဆိုတော့ဒါလည်းတစ်ချက်ပါတယ်အဲ့ဒီပုံမျိုးပေါ့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒီဖြစ်စဉ်ပြီးတော့ညတူကြီးပဲညညမှာဖြစ်တာ12နှစ်ကျော်လောက်မှာဖြစ်တာသင်တန်းသားတယောက်သင်တန်းသားနှစ်ယောက်မှာတယောက်ကစီးရောက်ပို့တာလေဗျာတယောက်ကဟိုအရေးပေါ်မဖြစ်သေးဘူးဆိုတော့မပို့နောက်နောက်ပြီးပါလဲဆို ဟိုမတိမတိကသူပေါ့လိုက်တာလည်းပါတယ်သူကဟိုကောင်းသွားမထင်ဘူးတော့သူကဟိုဘယ်လိုမဆေးရောဟိုမလွှဲတာပေါ့ဗျာအဲ့လိုပုံမျိုးကောင်းသွားမထင်ဘူးဆေးရောမလွှဲတာလည်းပါတယ်ပေါ့အဲ့လိုပေါ့ကဲဒါတော့ကျွန်တော်တို့ဒီရေပြောချက်တစ်ဖွဲ့မှာတင်းတန်းတန်းကိုဒီဆုံးလိုက်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှဘူချန်ကလည်းပြီးတော့မှတီချာလေးရှင်းပြပြောဆိုထားတာဖြစ်ပါတယ်။သူပြောတဲ့ပုံစံရတော့ကျွန်တော်တို့ဒီတင်းတန်းသားတွေအားဆိုတော့ပေါ့နော်။ကိုခါအားမပြည့်မီတာတွေပြီးတော့မှဒီစိုက်တော့ရတာခက်ခဲများစွာရှိနေတယ်ဆိုတော့အကြောင်းလေးပါကျွန်တော်တို့ကြားရတာပဲဖြစ်ပါတယ်။ဒီလိုမျိုး modern color ကိုရောက်နေတဲ့အချိန်မှာတောင်းပါပေါ့နော်။ ကျွန်တော်တို့အနေနဲ့ငပြားယောဂါတွေလည်းများစွာဖြစ်ပေါ်နေတော့မလို့နားတွေကိုကျွန်တော်တို့အနေနဲ့သတိနိုင်ဖို့ဆိုတော့ကျွန်တော်မျိုးပပိသူတွေဘက်ကနေပြီးတော့မှဒေါ်လာရဲဘော်တွေကိုကိုယ်တက်နိုင်တဲ့နေတဲ့အမြန်ဆုံးထောက်ပံ့ဖို့လွှတ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တော်ရင်ထဲမှာတပ်ပုံးနေကြတဲ့စစ်ကောင်စီတပ်ပုံးတွေကိုအမုန်းကျင်နေကြတဲ့ဒေါ်လာရဲဘော်တွေဟာဆိုတော့ခုလိုမျိုးခေခဲဒုက္ခပေါင်းစုံကြတဲ့ကနေပြီးတော့မှကျွန်တော်တို့မျိုးပပိသူတွေနဲ့သူဒေါ်လာရဲအောင်ဖွဲတရင်တွေရပ်ယူချင်နေတာမလို့ပါနော်ကျွန်တော်တို့အနေနဲ့ဒီဒေါ်လာမှာကိုကနေပြီးတော့မှဥတ္တချတဲ့တပ်ပုံးအနေနဲ့ပူပေါင်းပြီးတော့မှပေးလိုက်မယ်ဆိုတော့ ကြာခင်မှာတော့ကျွန်တော်တို့အနေနဲ့တေချာပေါက်ဒီတဲ့ပုံပြမှာကြီးကြဲခံရတဲ့အောင်ပွဲတွေရရှိမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ဘောမမြို့ဆိုကနေပြီးတော့မြောက်ကိုရီးယားလိုမျိုးမြောက်လိုက်တို့ဖစ်စစ်တာအင်အားကြီးထွားဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းကိုဘယ်လိုမျိုးပြောနေမျိုးဆိုတော့ပြောထားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။မြောက်ကိုရီးယားဆိုတာနိုင်ငံတည်တည်လေးပါ။ဒီကိဘူနိုင်ငံတည်တည်လေးတစ်ခုပါ။သို့တော့ကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးဆိုတဲ့အမေရိကန်လိုတိုင်းပြည်မျိုးတော်ကမြောက်ကိုရီးယားဘက်ကိုမထိန်မဲ့မြင်မလို့ရဲပါ။ဘာကြောင့်လဲဆိုရင် မြောက်ကိုရီးယားနိုင်ငံမှာရှိနေတဲ့တပ်မတော်ရဲ့ခိုင်မာတောင်းတမှုခင်မီဖွံ့ဖြိုးတိုးတက်မှုတွေကိုအမေရိကန်ဆိုရအနေနဲ့သိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကျွန်တော်ဥပမာလေးတစ်ခုပဲပေးတာပါ။ဒီလိုပေးစရာဥပမာလေးအများကြီးရှိပါတယ်။ကျွန်တော်တို့တိုင်းပြည်မှာမြမတပ်မတော်မဖြစ်မနေရှိကိုရှိနေလို့လိုအပ်ပါတယ်။တပ်မတော်မရှိတဲ့ရက်ဒေသတွေမှာမြန်မာနိုင်ငံရက်တော့ဘဝင်မရှိနိုင်ဘူး။ရက်တော့ဘဝင်တွေမရှိနိုင်ဘူးဆိုရင်တရားဝင်တွေစုံမှုအတွက် တရားသူကြီးတွေရှင်ကြီးတွေသူတို့တွေသူတို့တွေအားလုံးဟာသူတို့ ਨੇ ပတ်သက်တဲ့တရားဥပဒေစိုးမိုးလုပ်ငန်းကိုမလုပ်နိုင်ဘူးမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေမရှိတဲ့အချိန်မှာတရားဥပဒေကိုစိုးမိုးနိုင်ပါဘူးမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေကလည်းမြန်မာတပ်မတော်ကြီးမရှိတဲ့အရက်ဒေသတွေမှာနေလို့မရဘူးဒါကြောင့်မို့တိုက်ရိုက်ချိုးချကြည့်မယ်ဆိုရင်မြန်မာတပ်မတော်မရှိတဲ့အရက်ဒေသတွေမှာတရားဥပဒေစိုးမိုးနိုင်ခြင်းမရှိပါဘူးတရားဥပဒေစိုးမိုးဖို့ဆိုတာဟာ မြမတက်မလို့ရှိနေမှာဖြစ်ပါလား။ဒါကိုမယုံကြည်ကြဘူးဆိုရင်ယခုလက်ရှိဖြစ်နေတဲ့လာရှုံမျိုးရဲ့အခြေအနေမိုးကုတ်မျိုးရဲ့အခြေအနေတွေကိုလေ့လာကြက်ကြက်ကြည့်မယ်ဆိုရင်လွယ်လင်းတကူသိနိုင်ပါလေ။မြမတက်မလို့မရှိတဲ့အရက်တွေမှာမြမတက်မလို့ထိမ့်ချုပ်ထားနိုင်ခြင်းမရှိသေးတဲ့အရက်တွေတာပဲ။တနက်တလန်အာဏာတစ်ခုပါအမရတော့ကျွန်တော်တို့တိုင်ပြမှာဆွနေပါတော့နော်တေချပေါက်လိုရတာဖြစ်တယ်ဒါပေမဲ့မြောက်လိုင်းတို့လိုမျိုးကိုကျိုးချိပြီးတော့မှ ပြည်သူတွေမြင်မြင်တို့ဆွဲဖြတ်ပြီးတော့မှတက်ဖြတ်မှုတွေလှုပ်ဆောင်နေတဲ့အုပ်စုတွေအနေနဲ့ကတော့တို့တို့အနေနဲ့ဒီလိုမျိုးတက်မတော်ကိုဖွဲ့စည်းရမှာမဟုတ်ဘူးဆိုတော့လည်းအလုံးကနေပြီးတော့မှလက်ခံထားကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တို့တို့တော်လိုင်းရေးဖွဲ့တည်တည်ကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့အနေနဲ့အခုဆိုရင်မြောက်လိုင်းတို့ Facebook app ကိုအများဆုံးချိန်မုံရှင်းလင်းပြီးတော့မှကျွန်တော်တို့အနေနဲ့ Federal Democracy စနစ်တည်ဆောက်ပြီးတဲ့အချိန်ကြရင်တော့ Federal Army စနစ်တစ်ခုကိုစတင်ပြီးတော့မှဖွဲ့စည်းဖို့လွှမ်းနေတယ်ဆိုတဲ့အကြောင်းလေးပါထည့်သွင်းပြောဆိုထားတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့မြောက်လိုင်းနေနဲ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေပုံမှာဆက်လက်ရုံမှာပြီးတော့မှ ရုရှားကူညီတဲ့နျူကလ িয়ার တပေါင်းဖို့တွေတောင်းတိဆောက်ဖို့လို့ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။ကြည့်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသမီတက်ကုန်းမှနေပြီးတော့မှဘလဲမျိုးနယ်ကကန်းတော်ရဲစခန်းကို PL ပူအောင်တပ်တွေရဲ့လက်ထက်ကနေပြီးတော့မှစစ်ကောင်စီအနေနဲ့ပြည်လဲထိန်းချုပ်နိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့တစ်ချက်တော့ထားတော့ကြည့်လိုက်ရအောင်နော်။သူတို့တေးတာတနာတော့တနာပါလေကိုမြန်မာနိုင်ငံသားချင်းချင်းမလို့စိတ်တော်မကောင်းဘူးဒါပေမဲ့သူတို့ကတနာရမယ်အစ်တန်းနေမှာသူတို့မပါတော့ဘူးသိတယ်မလားဘယ်လိုဖြစ်လို့ အုံနောက်မရှိလောက်လောက်လာတိုက်နေတယ်ဒီသူတို့ကြီးသေးပြီသူတို့ကြီးပဲသူတို့လောင်းသူတို့ပိုက်ပြီးပြေးရတယ်ဘောကအဲ့ဒါကိုလည်းသူတို့အမြင်မှာပြောရတယ်ပြောရတယ်နော်နော်နောက်တစ်ခုကပလဲမြုံနဲ့ကန်တော့ရဲစခန်းတိုက်ပွဲရလေစနေရတတိကြာသွားတဲ့ခါကျတော့စနေရတတိကြာခဲ့တယ်နော်အဲ့တိုက်ပွဲအတွဲတွင်းမှာလေစခန်းအတွဲတွင်းမှာရှိတဲ့လုံလုံရေးစစ်သည်ပတ်သက်စရဲတယောက်မှမကြခဲ့ဘူးနော်အဲ့ဒါတရားမှကြာဆုံးခြင်းမရှိခဲ့ဘူးထိခိုက်ခြင်းလည်းမရှိခဲ့ဘူးเนาะအချိန်ကြာလာတဲ့အမြခဲရနဲ့လက်နဲ့ရေတွေပါရိတ်ခါတွေပြက်သွားတဲ့တံခါးခဏနောက်ဆုတ်ပေးလိုက်တယ်။ဒါပေမဲ့အခု20ရက်နေ့မှပြန်ပြီးတော့ ကိုတက်မလို့စစ်ကူစစ်ကြောင်းကနေပြန်ပြီးတော့တိမ့်မတ်ရရှိခဲ့တယ်။ဟိုစခန်းအဖွဲ့ရဲ့စနစ်ရတိုင်းရွရွချုံချုံတိုက်ခက်တိုက်ခိုက်နေတဲ့ဂျားကနေပြီးတော့အဲ့ဒီ BBL ရရရှိငယ်ကြော်ကြီးတယ်တိလာအဲ့ဒီ PDF ခေါင်းဆောင်တွေမှာပေါ့အဲ့ကန်တော့ရဲစခန်းကတက်ဖွဲ့ဝင်တွေကိုဟိုကလက်နဲ့ချဖို့ဆိုပြီးအော်အော်နေတာအဲ့ဟိုကလက်နဲ့မချပဲပြန်ပြစ်လိုက်တဲ့ခါကျခေါင်းမှန်ပြီးတော့ပွဲချင်းပြီးဆုံးသွားတယ်တဲ့နော်အဲ့သူတို့မှာជីကုံလူကုံနဲ့ជីလက်ကုံလူလက်ကုံစခန်းလည်းမရတဲ့ပလဲပဒက် သူရဲ့အဖြစ်ကတော့နော်ဇက်ထဲလိုက်ပါရယ်ဆိုမှလေနှိမ့်နေမလို့ရောရယ်ဆိုတဲ့ပုံစံမျိုးနဲ့ငိုကြီးချက်မှနဲ့ဖြစ်နေတယ်တဲ့နော်နောက်တစ်ခုကပခုတ်ကူချမ်းသာကြီးကြေးရွာမှာနီးမှရှိတယ်အကျမ်းဘက်ပြတဲ့စခန်းဝင်ရောက်စီးနေပြီးတော့တုတ်တင်ပြီးတိတ်မိုက်ခဲ့ပါပြီလို့နော်သူတို့ကြိုးတုတ်ပြီးပြန်ပေးဆွဲသွားတယ်ပြန်ပေးဆွဲဖမ်းဆီးသွားတယ်တောင်းဆက်မှတအုပ်ကိုလည်းပြန်လဲကဲကဲထုတ်နိုင်ခဲ့ပါတယ်လို့ဇန်ညွေးရတာကောင်းပါမယ်ရုပ်တိမရှိတာတော်တော်လေးပေါ်လွင်နေတယ်နော်ကန်တော့ရက်စခန်းဆိုတော့ကျွန်တော်တို့ တော်လိုင်းရဲ့ဘော်ရဲ့လက်ထဲမှာပဲရှိနေတော့ပဲဖြစ်ပြမှာခုဆိုရဲ့နည်းမြရှင်းလင်းမှုတွေစစ်တိုက်ဆော်လို့လို့ဆောင်နေတာပဲဖြစ်ပါတယ်။ရှိမှလည်းကျွန်တော်တို့ကြားတဲ့အတိုင်းပဲစစ်ကောင်စီရဲ့ကန်တော့ရဲ့စစ်ကောင်တင်ပိုက်ပြပြချင်းမှာပဲကျွန်တော်တို့အနေနဲ့အနီးနားကဒီပြူစော်ရီရွာနေရာကိုစတင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်တော့မှာလို့မကြခင်မှာတော့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပြူစော်ရီတွေအဆုံတော့ဒီထက်ပိုပြီးမှကြာဆုံးများစွာနဲ့ကျွန်တော်တို့တရင်တွေကြားဖို့ရှိနေတာပဲဖြစ်ပါတယ်။ဒီချိန်မှာဘိုးမရက်ကနေပြီးတော့မှအခုလိုမျိုးပေါ့နော်။တို့အနေနဲ့ဒီကန်တော့ရဲ့စစ်ကောင်ရပြပြဆိုပြီးတော့အာသာဖြစ်နေကြတော့ကျွန်တော်တို့တက်ပြီးတော့မှကြာတိနေတာပဲဖြစ်ပါတယ်။ ဆိုတော့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမပိုင်ရကိုကနေပြတော့မှာ AA နဲ့ကျန်တဲ့တော်လန်ရေးဖွဲ့စည်းတွေနဲ့ပတ်သက်ပြီးတော့မှာဘယ်လိုမျိုးပေါ်ပန်းလေးဆိုတော့ပြောဆိုထားအောင်မလဲဆိုတာခြေလက်ရအောင်နော်မျိုးချစ်အမျိုးဘာသာတာသနာဆိုတာနှစ်မျိုးရှိတယ်နော်ယဟန်ဆိုလည်းနှစ်မျိုးရှိတယ်လူဆိုလည်းနှစ်မျိုးရှိတယ်ယဟန်မှာဆိုရင်စာပေကျမ်းကလေးလာတက်မြောက်တဲ့ဒါလည်းဒါအမျိုးဘာသာသူတို့တာသနာကိုချစ်တာပဲနောက်တစ်ခါကျတော့အဲ့ဒီရှေ့မှာကာကွယ်ပြီးတော့ဒီဘာသာယဟန်တွေကိုအခြားဘာသာတွေပဲဖြစ်အခြားလူမျိုးပဲဒီဘာသာယဟန်ကိုကာကွယ်ဖို့အတွက်ယဟန်တွေလည်းတက်တက်ရှိတယ် အဲယဟန်နဲ့မှာအဲ့လိုနှမျိုးရှိတယ်တစ်မျိုးကစာပေကျမ်းငယ်အဲလေးလာလိုက်စာပြီးတော့မှသာသနာကိုစောက်ချောက်တဲ့သူနောက်တစ်မျိုးကတော့ဒီသာသနာကိုယဟန်လိုလာမဲ့ယဟန်ကိုကာကွယ်မဲ့သူဒီလိုပဲဒီဘက်မှာဆိုလူဘက်မှာဆိုလည်းအဲအမျိုးဘာသာသာသနာကိုကာကွယ်ဖို့အတွက်ကြတော့ပညာတတ်ကိုစူးစမ်းပြီးတော့ပညာနိုင်ငံကိုအုပ်ချုပ်နိုင်ဖို့စူးစမ်းတယ် ်နောက်တစ်ခါကျတော့နောက်လူတစ်မျိုးကျတော့အမျိုးဘာသာတဏ္ဍာကိုထိခိုက်ကောက်အဲလို့လာပြီးတော့ဖြတ်စည်းလို့မရအောင်လို့တပ်မတော်သားတွေကဒါလက်နက်ကင်ပြီးတက်ခိုက်တာကြအဲ့တော့လူမှလည်းနှစ်မျိုးရှိတယ်ယဟန်ဘက်မှလည်းနှစ်မျိုးရှိတယ်အဲ့တော့အမျိုးဘာသာတဏ္ဍာကိုကောက်ွယ်စောက်ချောက်တဲ့ယဟန်တော်မြက်ကပြောတာလေးကိုကျွန်တော်ဒါပြန်ပြောပြတာဖြစ်တယ်နော်အဲ့တော့တဏ္ဍာကြီးတိုင်းတော့အဲသူတို့ပြောတာတော့တိုင်းကိုကြောင်းစေခြင်းနဲ့အနေထားမျိုးတွေရှိတယ်ပြီးတော့အဲ့မှရှိတဲ့ပတ်ချလေတွေကသူတို့ဘလို့မှလာနေပါပြီရောက်နေပါပြီရှိနေပါပြီဆိုဘလို့မှတရင်ပို့လို့မရတက်ကကုံသွားတာပဲရှိရဲ့လို့ပြောတယ်ဒါလေးကလည်းပဲအဲ့တရင်နိုင်တိုင်းတက်ကတော့စိတ်မကောင်းစရာပေါ့ ဒါလည်းပဲကျွန်တော်တို့ကတော့တဦးသားစီတဦးသားစီမရှိပါဘူးเนาะအဓိကကတော့တိုက်ပြီးအေးကြမှုအ мян အေးကြမှုအ мян ရှင်းအ мян ပြီးတယ်ဗျာလုံးဝဖြစ်တယ်မလုံးဝမဖြစ်ဘူးဒါပဲရှင်းရှင်းလေးခိုင်မက်မှာအခုကြောက်ဖြူမှာတက်မတော်ကတိုက်တဲ့နေရာမှာကြောက်ဖြူမှာကတောက်လျှောက်ပြားကိုရဲတိုင်ရဲရှိမှရှိတဲ့အကုန်တော်တော်များများကတက်မတော်ကပြန်ပြီးထိတ်ချုပ်ပြီးသားဖြစ်တယ်ထိတ်ချုပ်ပြီးသားဖြစ်တဲ့နေရာမှာအေးထုံမျက်နိုင်ကဟိုပြီးခဲ့တဲ့နှစ်ရက်လောက်ပေါ့မင်းမနည်းရလောက်ကဘာတတ်ဖြစ်လဲဆိုတော့စနေပိုင်းအမျိုးသမီးတို့ဂုံပြူချီကျူးစကားပြောတယ် အဓိကသူကစကန်တစ်ခုဝင်လုံးမယ်ဆိုလို့ရှိလို့ရှိရင်ယောက်ျားအေးတွေကတော့ဝင်လုံးလာပြီးတော့ဝယ်အမျိုးသမီးတွေဟိုမီတာ1500လောက်ကနေပြီးတော့တောက်လျှောက်ထောက်ထားပြီးတာစနိုက်ပါရီနဲ့အမျိုးသမီးစနိုက်ပါတွေတီးတန့်မွေးထုတ်တာရှိတယ်အမျိုးသမီးတို့သူတို့အဲ့လိုမျိုးသုံးဆွဲတာရှိတယ်အဲ့တော့အမျိုးသမီးတွေကိုတစ်ပင်မော်လီမှာတက်ပြီးတော့လည်းပဲထားတာအဲ့ဒါကြောင့်ကျွန်တော်တစ်ခါပြောတယ်တွဲလောက်တွေ့တာမင်းလိုက်ပါအမျိုးသမီးပါစနိုက်ပါပဲဟုတ်မလဲစနိုက်ပါနဲ့အမျိုးသမီးတေးကြတာပေါ့နော်အဲ့လိုမျိုးသူတို့တွေတော်တော်လေးကြောက်နေကြတာနော်ကျွန်တော်တို့အေရာဆိုတော့ Traffic မျိုးတင်တဲ့ပုံစံနဲ့နေတဲ့အချိန်မှာကျွန်တော်တို့အမျိုးသားအမျိုးသမီးတွေအားလုံးပူးပေါင်းပါဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုဘယ်ပေါင်းစွာနဲ့ပြီးတော့မှချင်းမွှေးရှင်းနေတယ်ဆိုတာသူတို့ကိုယ်တိုင်ထုတ်ဖော်ပြောကြားလာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့တောင်ပိုင်းတိုင်းမှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့တော်လန်တပ်ဖွဲ့ဝင်တွေရဲ့ချင်းမွှေးရှင်းနေခြင်းတွေကိုခံရတဲ့ဖြစ်ပေါ်မှာခုဆိုရင်စစ်ဘိုးမတွေကလည်းပြီးတော့မှသူတို့ရဲ့တိုင်မိုးသုံးမျိုးကြလို့ဆိုပြီးတော့မှပြောင်းခိုင်းခြင်းတွေကြတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့မျိုးပါပြည်သူတွေကြားကနေပြီးတော့မှပေါ့နော်။ကျွန်တော်တို့ကြားနေရတဲ့ဘိုးမရက်ခွဲလောင်မြတ်တန်တွေပဲဖြစ်ပြီးတော့မှခုဆိုရင်တော့ကျွန်တော်တို့အားလုံးကြည့်ထားတဲ့အတိုင်း နေရာပေါင်းစုံမှာစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ကြာဆုံးမှုတွေနဲ့သူတို့ဒီစစ်ကောင်စီရရှိဗိုလ်မှုတွေအရဆိုတော့အရေးယူခြင်းခံရရတယ်ဆိုတဲ့တဲ့တင်တွေဒီတဲ့ပုံပြမကြားနေရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့အဘသာစစ်ပေါ်မှာကရင်ပြီးတော့မှ Iran Israel American တို့ရဲ့တုံးပွင့်ဆိုင်ဇလန်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။တွေးမတော်သားမဆက်တဲ့အဘသူတွေရဲ့အပေါ်မှာအာနာရှင်အာနာယူဆန်တဲ့လောက်ရမျိုးကိုလှုပ်ဖို့မပြောနဲ့မဆိုထားနဲ့ သွေးတော်သားဆက်တဲ့မင်းတို့ရဲ့မိသားစု အပေါ်မှာပဲအာနာယုအာနာရှင်ဆန်တဲ့လောက်ရံမျိုးကိုမင်းတို့လှုပ်ကြည့်လိုက်ဘလို့တုတ်ပြန်ခံရမလဲဆိုတာကိုမင်းတို့ဒိဋ္ဌဓမ္မအကျိုးတရားကိုမြင်ရလိမ့်မယ်ဟုတ်ပြီလားအာဖဂန်နစ္စတန်မှာတည်သွားတဲ့45ရာခိုင်နှုန်းပြည်သူတွေဟာအရွယ်မရောက်သေးတဲ့ခလေးတွေဆိုတာ မင်းတို့သိလားအဲ့ဒီလိုလောက်ရမျိုးကိုလောက်ခဲ့တာလူအခွင့်ရမျက်နှာပုံးစွတ်ထားတဲ့အမေရိကန်ဒါအကျမ်းဖတ်တာမဟုတ်ဘူးလားဟမ်စီးရီးယားယေမန်အီရတ်အခုလက်ရှိပါလက်စတိုင်းဒီနိုင်ငံတွေအားလုံးပေါင်းလိုက်ပြည်သူပေါင်းဘလောက်တိတ်သွားပြီလဲဆိုတာကိုမင်းတို့သိလားအမေရိကန်နဲ့အစ္စရေးလောက်ခဲ့တဲ့နိုင်ငံတွေနော် ဲ့တော့မင်းတို့ဘယ်ဘာသာကိုးကွယ်လဲဆိုတာအရေးမကြီးဘူးမင်းတို့ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ်လူကိုလူလိုမြင်တတ်တဲ့စိတ်အတိမရှိဘူးဆိုရင်မင်းတို့ဘာသာမင်းတို့ဘယ်ဘာသာကိုးကွယ်နေမင်းတို့ကအလေကားကောင်တွေပဲဖြစ်နေလူအတိတရားမဲ့တဲ့လူအတိညာမရှိတဲ့လူတရိုက်ဆန်လူအန္တတွေပဲဖြစ်နေပါနော်ပြောလိုက်တော့ဟုတ်လို့လို့နဲ့ပါနော်ကျွန်တော်တို့ ကပ္ပစီရဲ့တရင်တွေကိုကြည့်ပြတော့မှအီရန်ဘက်ကနေပြီးတော့မှဝင်လောင်နေကြတဲ့အုပ်စုတွေကတော့ကျွန်တော်တို့တိုင်းပြည်မှာစစ်တပ်ကနေပြီးတော့မှပြည်သူတွေကိုရဲဆက်ဆက်တပ်ဖြတ်မှုတွေလုပ်ဆောင်နေတဲ့အချိန်ကြတော့မှရေလုံလုံးပေးနေကြတာပဲဖြစ်ပါတယ်။အဲလိုမျိုးအချိန်ကြတော့မှပေါ့နော်ဒီကောင်တွေကတော့ချစ်ပြောင်းကပြောက်သလိုမျိုးဘယ်ကိုပြောက်သွားမှမသိပဲနဲ့ဟုတ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကဆင်းရဲဒုက္ခပေါင်းစုံနဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့နေ့စဉ်ရဆက်ဘုံကျက်တက်ခဲ့ခြင်းတွေခံရတဲ့အချိန်မှာဝေဖန်ပြောဆိုမှုတွေလည်းကျွန်တော်တို့မကြားရတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့အနေနဲ့ပေါ့နော် လောကကိုခွင့်လွှတ်ပေးနိုင်စေအကြောင်းမရှိတာဖြစ်ဖြစ်မှာခုဆိုတော့ကျွန်တော်တို့တလရဲဘော်တွေကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့တဲ့နေရာမှာပဲပြက်ရှင်းလင်းတိုက်ခိုက်မှုတွေလုံးဆောင်နေတော့ဖြစ်ပါတယ်ဒီနေ့မှာဆိုတော့ကျွန်တော်ကမ္ဘာစာမျက်နှာထက်ပေါ်မှာဆိုတော့အမေရိကန်ကနေပြီးတော့မှအီရန်ကိုဒီဘုံကျတိုက်ခိုက်မှုအပြီးမှာဆိုတော့အီရန်ကနေပြီးတော့မှဒီထက်ပိုပြီးတော့မှပေါ့နော်ပြင်းထန်တဲ့တုတ်ပြတ်မှုမျိုးနဲ့ဆက်လက်လုံးဆောင်မယ်ဆိုပြီးမှပြောကြားလာတဲ့ပုံမှာဒီဘုံမတွေကနေပြီးတော့မှအကြောင်းမရှိအကြောင်းရှာပြီးတော့မှ ထောက်ခံနေကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးဝင်အောင်နေကြတဲ့အုပ်စုတွေဆိုတော့ကျွန်တော်တို့အနေနဲ့ physical anarchy လူသူစုတွေကိုချင်းမွှင်းရှင်းလင်းတဲ့အချိန်မှာတခါတည်းရစတန်ပေးထားတဲ့တိုင်းပေးပြောင်းလိုက်ပြောင်းမပြောင်းဘူးဆိုတော့မျှော်လိုက်တဲ့အုပ်စုနဲ့တခါတည်းပေါ့နော်ကျွန်တော်တို့အနေနဲ့အရေးယူဆောင်ရွက်သွားမယ်ဆိုပြီးမှကြေညာထားတာမလို့ဒါတွေကတော့သူတို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်လာပြီဆိုတဲ့အကြောင်းထပ်လောင်းသတိပေးပြောချင်တယ်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီတို့များလုံးထူးချီးဆုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခွေကြမှာချင်တဲ့ပြေဆုံးပြီးတော့မှတရားရဲ့ချက်နဲ့ညချမ်းလေးပိုင်ဆိုင်ချက်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်